Donald Trump သားပိုင်ဆိုင်နဲ့စိတ်ကူးတော်ရင်လို့မရတဲ့ဈေးကြီးတဲ့ပစ္စည်းများ Donald နဲ့ Melania Trump တို့ရဲ့အငယ်ဆုံးသားဖြစ်တဲ့ Baron Trump ဟာအလွန်ချမ်းသာတဲ့ကမ္ဘာကြီးထဲမှာကြီးပြင်းခဲ့ရလို့အလွန်ဈေးကြီးတဲ့ပစ္စည်းတွေအများပြားကိုပိုင်ဆိုင်ထားပါတယ်သူရဲ့ဘဝကိုတည်တည်တံ့ထားထားပေမဲ့သူရဲ့နေထိုင်မှုပုံစံကိုကြည့်ခြင်းအပြင်ဈေးငန်းပစ္စည်းတွေကိုနှစ်သက်ကြောင်းသိနိုင်ပါတယ် ဒီနေ့မှာတော့ Youth Channel ပရိသတ်ကြီးကိုဒီအကြောင်းအရာလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ငယ်စဉ်ကလေးကဘာရုံဟာဒီဇိုင်နာချုပ်ဝတ်စားရီကိုသာမကြာခဏဝတ်ဆင်လေးရှိပြီးအထူးအော်ရာမှာချုပ်ထားတဲ့ဝတ်စုံတွေနဲ့တန်ဖိုးကြီးဖက်နှက်တွေကိုဝတ်ဆင်လေးရှိပါတယ်။တထည်ချင်းစီဟာဒေါ်လာထောင်ချီတန်တဲ့ဒစိအဝတ်စားတွေဖြစ်ပြီးအဲ့ဒီအဝတ်စားတွေကိုပဲတီးတန်ဝတ်ဆင်တယ်လို့လည်းသတင်းတွေမှာဖော်ပြကြပါတယ်။သူရဲ့ဝေစားရီဟာသူရဲ့အခွင့်ဒုက္ခကြီးပင်းလာမှုကိုထင်ရှားစေပြီးဂန်နဝင်ဆမ်မီတက်ရက်လာပါတဲ့ပုံစံရှိပါသည်။တွားရီလာရင်နဲ့ပတ်သက်ရင်လည်းဘာရွန်ဟာဇိမ်ကန်ကားအများပြားကိုအသုံးပြုနိုင်မှသိကြပါသည်။ သူနာမည်နဲ့မှတ်ပုံတင်ထားတဲ့ကားအသေးစိတ်ကိုအများပြည်သူသိရှိအောင်မထုတ်ပြန်ထားပေမဲ့ Trump မိသားစုပိုင်းဆိုင်တဲ့ကားတွေမှာအစိမ့်မြင့်ကားတွေပါဝင်နေဆိုတာကတော့လူသိများပါတယ်။အထူးသီးသန့်လေယာဉ်တွေနဲ့ခရီးသွားခြင်းဟာလည်းသူ့ရဲ့နေထိုင်မှုပုံစံမှာထင်ရှားတဲ့လက္ခဏာတစ်ခုဖြစ်ပြီးချောမွေ့ပြီးဇိမ်ခန်းကြီးတွေကိုသွားလာနိုင်စေပါတယ်။ယူယောင်မြို့မှာရှိတဲ့ Trump Tower Penthouse ဒါမှမဟုတ် Bench Street မှာရှိတဲ့မလာအာဂူစားတဲ့ခန်းနာထေဝါရီနေရာဒီမှာနေထိုင်တာကြောင့်ဘာရူဟာခန်းနာလာပါရဲ့အတွင်းမိုင်းဒီဇိုင်းနဲ့အစာအုပ်အုံဆောင်နေနဲ့ဝင်းရံထားပါတယ်။ အဲ့ဒီအိမ်တွေမှာစိတ်ကြရတဲ့သုံးဆောင်ပစ္စည်းတွေတန်ဖိုးမဖြတ်နိုင်တဲ့လူပညာလက်ရာတွေနဲ့ခင်မီနီးပညာတွေရှိတယ်လို့သိရပါတယ်။အဲ့ဒီမှာရှိတဲ့အိမ်ကြီးတွေရဲ့ကြီးမားခမ်းနားတဲ့အတိုင်းအတာကတူညီမှုမရှိဘဲတက်တောင်းတတာရှိတဲ့နေထိုင်မှုပုံစံကိုဖြစ်ပေါ်စေပါတယ်။ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေအပြင်ဘာရုံရဲ့အတွေ့အကြုံတွေဟာလည်းသူ့ရဲ့ချမ်းသာမှုကိုထင်ရှားစေသေးတာပါ။ဘာရိုဟာတိသက်ကလတ်များចောင်းများနဲ့နာမည်ကြီးပွဲများကိုဝင်ရောက်ခွင့်ရရှိခြင်းဟာလေသူ့ရဲ့နေစဉ်ဘဝတစ်စိတ်တစ်ပိုင်းပဲဖြစ်ပါလိမ့် အီခွင်ရေးတွေဟာလက်တွေ့ပစ္စည်းမဟုတ်ပေမဲ့လည်းသူ့ရဲ့အခွင့်ထူးခံတည်ရှိမှုရဲ့အရေးပါတဲ့ကဏ္ဍကိုကိုစားပြုပါရည်။ဒေါ်နယ်ထရန့်ရဲ့အငယ်ဆုံးသားလေးဘာရွန်ထရန့်ဟာကြီးမားတဲ့အမွေပုံငွေကိုရရှိထားပြီးတော့အဲ့ထဲမှာအမျိုးမျိုးသောပိုင်ဆိုင်မှုတွေပါဝင်ပါရည်။သူ့ရဲ့ထင်ရှားတဲ့ပိုင်ဆိုင်မှုတွေထဲမှာဖလော်ရီဒါပြည်နယ်ဖမ်ဘီချ်ကမလာဂူယာအင်အားအတွင်းမှာတည်ရှိတဲ့စတူယန်ဘေးတပေါင်းကျယ်ဝင်တဲ့အင်ချမ်ပီဖြစ်ပြီးခမ်မန်းတံမိုးယနေ့ခေတ်ကာလတန်ကြီးနဲ့ဒေါ်လာ၁၀သန်းခန့်ရှိတဲ့ဘမ်ဘီချ်အင်ဂျင်နဲ့ယူဂျာစီပြည်နယ်ဘတ်စမင်စတာမြို့မှာရှိတဲ့အေကာ30ကျယ်ဝင်တဲ့အင်အားကြီးဖြစ်ပြီး စတူယန်ပေ9000ကျယ်ဝန်းနဲ့အိမ်ကြီးဘောက်ကွေးနဲ့ရေကူးကန်တို့ပါဝင်ကအခမ်းမန်းတန်ဖိုးဒေါ်လာ19သန်းဝန်းကျင်ရှိတဲ့ဘက်မင်းနစ္စတာအိမ်ယာတို့ပါဝင်ပါတယ်ဘာရင်းရဲ့ချမ်းသာကြွယ်ဝမှုရဲ့25ရာခိုင်နှုန်းခန့်ကို Google ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet Amazon Microsoft Apple Facebook ရဲ့ခေါင်းဆောင်ကြီး Meta Platform Tesla Berkshire Hathaway JP Morgan Chase United Hair Group Home Depot နဲ့ Visa တို့လိုအဓိကကုမ္ပဏီကြီးတွေနဲ့ Store Share ရီမှာယင်းနှိမ့်မြုံနှံထားပါတယ် ဘာရင်ရဲ့စုဆောင်မှုထဲမှာဇိမ်ခံကားလေးစီးပါဝင်ပေမဲ့တီးခြားမော်ဒယ်တွေနဲ့တန်မိုးတွေကိုတော့အများပြည်သူတွေကိုထုတ်ဖော်ပြောကြားထားခြင်းမရှိပါဘူး။သူ့ရဲ့နာယီစုဆောင်မှုမှာလည်း Rolex Submarine ဒေါ်လာတစ်သောင်းကနေစတင်ပြီးတခြားသောနာမည်ကြီးနာယီအမေရိကန်စိတ်တွေလည်းအများကြီးပါဝင်ပါတယ်။အနည်းချုပ်အားဖြင့်ပြောရမယ်ဆိုရင်ဒီနှစ်2024ခုနှစ်အထိ Volunteer ရဲ့ခံမှန်းကြီးချမ်းသာကျွေးပွားမှုဟာဒေါ်လာတန်း60ဝန်းကျင်မှာရှိပါတယ်။